ားလုံးပဲမင်္ဂလာပါ Ivan မြန်မာ Audio Channel မှာကြိုဆိုပါတယ်ကျွန်တော်ခုဖပြပေးမှာကတော့ Ilya Iron Bat ရဲ့ Man's Year Life ကိုဆရာမြတ်တန်းတင်မြန်မာပြန်ထားတဲ့လူများတက်ကြရများဘဝစာအုပ်ကိုဆက်လက်ဖပြပေးမှာဖြစ်ပါတယ်အတွက်တအခန်း26ယောအစ်ဘော်ကကျေးလက်နုပညာနဲ့မော်ဒန်ဝါတာ ကျွန်တော်ဒီအပုံငွေမပေးထားတော့ပကြီးဆရာတန်ရာဂိုရီဗီယာပကြီးစတူဒီယိုထဲတွင်ထိုင်နေပါသည်ကျွန်တော်တို့ဒီတင်ကားများနဲ့ဆေးရည်ရည်ရွယ်ချက်များကိုရုပ်ဖြတ်ဖုံးကွယ်ထားသည့်အာနာပိုင်တို့၏စိတ်ကူးညံသွားပုံကိုတယောက်တစ်ပေါက်ပြောကြသည်တန်ရာဂိုရီဗီယာသည်သူ့မျက်လုံးများကိုရုတ်တရက်မှိတ်ထားလိုက်ပါသည်အိပ်ပျော်နေသည်ဟုထင်ရပါသည်တို့ရရင်မကြမီဖြုံးကနေထားရလည်ပြီးပင့်ကူကိုသူ့မြင့်မြတ်မုန်းကြောင်းပြောနေပါသည်ပင့်ကူတကောင်ကိုတွေ့လျင်ယခုတက်ပြစ်မည်ဟုကြိမ်းဝါရပါသည် သူဒီကျွန်တော်စီတို့တရွေ့ရွေ့လာနေပါသည်ကျွန်တော်ဒီကိုကိုပင့်ကိုဟုထင်လာပါသည်ထို့ကြောင့်ကျွန်တော်ဒီအခန်းတောင်တောင်တို့ကြေးကပ်နေပါသည်ရီဗီယာဒီခဏရက်နေပါသည်ထို့နောက်ကျွန်တော်စီကိုတဲ့တဲကြီးလာနေပါသည်ရီဗီယာဒီအိပ်ပျော်ရင်းရောင်ရမ်းလမ်းလျှောက်နေဒီကိုကျွန်တော်မကြာခဏမြင်ဘူးပါသည်သူထိုတို့ဖြစ်လာရင်တယောက်ကိုရန်ရှာတတ်ပါသည်ယခုချိန်တွင်မူကျွန်တော်လည်းတို့ရောက်ပြီထင်ပါသည်သူကိုလည်းကျွန်တော်မနှုတ်ရပါထို့သောယောဂဝင်သွားတော့တွားနှုတ်ရီနိုးလာရင်သူခင်ဗျာမခံရနိုင်အောင် ်ခေါင်းကိုက်တော့ဝေဒနာဆွဲကပ်နေတတ်ပါသည်ကျွန်တော်ဒီပင့်ကိုတကောင်လုံးမဟုတ်ပဲရင်ကောင်တကောင်လုံးပကြီးစတူဒီယိုထဲတွင်ရှောင်ပြေးနေရပါသည်သူဒီမျက်လုံးများကိုမိထားသည့်တိုင်ကျွန်တော်ရှိရာကိုအမြဲလိုလိုရှာတွေ့ပါသည်ထိုအခါမျိုးတွင်ကျွန်တော်ဒီစတူဒီယိုအောက်သို့ဆင်းပြေးခဲ့ရသည့်ကြီးဖြစ်ပါသည်ဒရာကိုဤအသားမှာဝါကျင်ကျင်ဖြစ်ပါသည်တခါတရံသူဒီသူ့ရှက်အင်ကြီးလက်ကိုပိတ်တယ်ကမိချစ်ဆန်များဖြင့်သူ့လက်မောင်းပေါ်တွင်တစ်ခုခုရေခိုင်းတတ်ပါသည်ထိုအခါမျိုးတွင်အရေးပြားပေါ်တွင်မြင်းချောင်းများ အခေယစလုံးများသည်ထင်ထင်ကြီးပေါ်နေတတ်ပါသည်ကလကတာယုတ်ခဗီတာဥယင်ထဲတွင်အပူပိုင်းစုံတစ်ပင်တစ်ပင်ကိုကျွန်တော်တွေ့ဖူးပါသည်မိချစ်ဆန်ပြားကလေးဖြင့်ရေးလိုက်ရင်ရေးသည်မြသည်တဖြည်းဖြည်းပေါ်လာကြပါသည်အိပ်ပျော်ရင်းရောင်ရမ်းလမ်းလျှောက်သည့်ယောဂအရေးပြားပေါ်တွင်တုံးနေချစ်ရင်တော်တော်နှင့်အရာမပြောက်သည့်ယောဂအသားဝါကျင့်ကျင့်ဖြစ်နေခြင်းစသည်တို့သည်မက္ကဆီကိုနိုင်ငံ၏နေစဉ်ကရခဲ့သည့်ငှက်ပြားယောဂကြောင့်ဟုကျွန်တော်ကိုပြောပြဖူးပါသည်ထိုအကြောင်းကိုကျွန်တော်ပြောပြနေခြင်းမှာတရားကိုရီးယား၏ ဘဝနဲ့အနုပညာအကြောင်းကိုတွေးမိတော့ကြောင်ဖြစ်ပါသည်တရားကိုဒီမျက်စိတွေကိုမိတ်ပြီးမကြာခဏရန်သူနောက်သို့လိုက်တက်တော့ကြောင်ဖြစ်ပါသည်တရားကိုဒီမက္ဆီကိုနှင့်သူငယ်ငယ်ဘဝအကြောင်းကိုပြောလို့ရှိပါသည်သူဒီပါရီတွင်ဆယ်နှစ်ကြာနေထိုင်ခဲ့ပြီးပါရီပကြီးကိုင်းခေါင်းဆောင်တူဖြစ်လာပါသည်သူဒီပီကာဆိုမိုဒီလီယာနီနဲ့ကွပြင်သစ်ပကြီးဆရာတော်များများနဲ့ရင်းနှီးပါသည်တို့ရရင်သူမျက်စိတွေတွင်မူစမ်းရှာသောတစောင်းပြတ်တဲ့ဂျုံကြီးတွေပုံနေသည့်တန်ကြီးအောင်တောင်တန်းကြီးများ အနာပတ်အပြာကြီးကြီးမြောက်ထုံများစောင်းထားသည့်လေသမားကြီးများ။ကွာနာဂျာတို့ကရွှေတွင်းများအဆက်မပြတ်သောတွက်လန်ကြီးများကိုသူမြင်ရောက်နေပါသည်။မာရီယိုကဒိုင်းရစ်ကိုဖြုတ်ချ။ဝေရာကမာရီယိုကိုဖြုတ်ချ။စပါတာနဲ့ဗီလာတို့၏ပျောက်ကြားများကဝေရာကိုဖြုတ်ချ။ကျွန်တော်ဒီသူစကားများကိုနားထောင်ရင်းအတိအခတ်သောသူ့မက္ကစီကိုနိုင်ငံကိုသဘောကျပါသည်။ရှေယောင်အက်စတက်ရုပ်သူများသည်စပါတာ၏ပျောက်ကြားများနှင့်ရောနောပေါင်းစည်းသွားသည်ဟုထင်ရပါသည်။ ျွန်တော်ဤဂျူလီယန်ဂျူယန်ဒီတိုဝစ်တုမှဆက်လိုက်ဂျူနီယန်တို့သည်မက္ကဆီကိုလူမျိုးတစ်ယောက်ဖြစ်ပါသည်ထိုဝစ်တုရင်းနေစဉ်ကျွန်တော်သည်ဒန်ယာကိုဤပုံမြင်များကိုတတိယနေပါသည်ဂျူယန်ဒီတို့သည်ဒန်ယာကိုရီဗီယာဤပုံတူးဟုပြောတဲ့များကိုတခါတည်းရင်တွင်ကျွန်တော်ကြားရပါသည်သူတို့တို့ဤအထုပ်ပတ်တီထဲမှအချို့သောအသေးစိတ်အချက်လက်များကလည်းအထက်မားစရာကောင်းလောက်တူနေကြပါသည်ကျွန်တော်ဆက်လိုက်နေဒန်ယာကိုတို့နှစ်ယောက်စလုံးသည်ကွာနာကြာတွင်မွေးဖွားခဲ့ကြသည်ဂျူယန်ဒီတို့ကလေးဘွားတို့ကကြောင်ကလေးတစ်ကောင်ဤလေပင်ကိုဖျက်ခဲ့မှုသည် ပေချင်းနဲ့ရှင်ချင်းကိုနားလဲလို့တဲ့ဖြင့်ကြောင်ကလေးတစ်ကောင်ကြီးလေပင်ကိုဖျက်ခဲ့ခြင်းဖြစ်သည်။ဒယာကိုအသက်၆နှစ်တုန်းကကလေးတွေဘလို့မွေးဒီကိုသိကျင်သဖြင့်ကြွက်တစ်ကောင်ကြီးဘက်ကိုခွဲခဲ့ဘူးသည်။တို့ရမင်းဒယာကိုနဲ့ကျွန်တော်ဆက်လိုက်ဂျူအန်နီတို့တို့သည်တခြားစီဖြစ်ပါသည်။ဂျူအန်နီတို့သည်ခံစားသူတယောက်မဟုတ်ပဲစဉ်းစားသူတယောက်ဖြစ်ပါသည်။သူသည်သူယုံမုန်းသည့်လူဖွဲ့စီတစ်ခု၏အယူဆများကိုလက်ခံပြီးတို့အယူဆများမှားကြောင်ပြရန်အတွက်အစွမ်းကုန်အကောင့်တွေပေါ်သွားသည်ဖြစ်ပါသည်။ တရားကမှခန်းစားချက်ပြင်းထန်နေဖြစ်ပြီးသူမြတ်နိုးသောယူဆများကိုအစွမ်းကုန်အကောင့်ထဲပေါ်သည်ဆိုရင်ခန်းစားချက်ဇော်တီဟုသောအင်ဂျင်ဆက်ကြီးကအာကောင်လုံးပြီးဗရိတ်အုပ်ရမရတော့ကြောင့်သာဖြစ်ပါသည်ကျွန်တော်သည်1933ခုနှစ်အကုန်လောက်တွင်တရားကိုရီဗီယာနှင့် တွေ့ခဲ့ပါသည်ထိုစဉ်ကသူသည်ကျူဗစ်မန်ကူကွတ်တက်ငင်ပကြီးကားများကိုစရွေးရေးဖြစ်ပါသည်ခက်စောစောပိုင်းကဆွဲခဲ့သည့်ပကြီးကင်ဘတ်စ်များကိုသူ့စတူဒီယိုနေရန်ပေါ်တွင်တွေ့နိုင်ပါသည်ထိုပကြီးကားများကိုကြည့်ပြီးသူ့မှတ်တိုင်များကိုခွဲခြားနိုင်ပါသည် အဂရီဂိုဤဩဇာထို့နောက်စေဇန်းဤဩဇာသူဤပါရမီနှင့်အလွန်ကျွန်စရိုက်တော်သည် ထိုပကြီးကားများတွင်ပေါ်စားပြုနေပါပြီယခုရာစုနှင့်အစာတော်ကပါရီတွင်ဇူလိုကားဆိုသည့်စပိန်ပကြီးစရာတစ်ယောက်အလွန်နာမည်ကြီးနေပါသည်ဂျစ်ဆီများကျွဲတက်သမားများဤပုံဆွဲကောင်းသည့်ဖြင့်နာမည်ကြီးခြင်းဖြစ်ပါသည်အက်စပါနိုလာရာဟုစပိန်တို့ကခေါ်လေးရှိသောစပိန်ဟန်တော်ပေါက်ပါသည်တရားကိုသည်ဇူလိုကားကိုခဏမျှသဘောကျသွားပါသည် ပကြီသမိုင်းဆရာတို့ကမူထိုကာလသူလက်ရာများကိုဇူလူကခေဟုပင်ခေါ်ကြပါသည်1933ခုတွင်မူတူဒီဇူလူကကိုနှုတ်ဆက်ထွက်ခွာလာခဲ့ပါသည်ကျွန်တော်နေ့မတွေ့မီကလေးတွင်တူဒီပကြီဆရာမအင်ဂျလီနာဗီလိုမာနှင့်လက်ထပ်ခဲ့ပါသည်မျိုးလုံးပြပြစပင်လှလှမြောက်ပိုင်းတူ၏အိတ်ဆက်ဟန်မျိုးနှင့်ဖြစ်ပါသည်တူဒီရိုတွန်းတို့လာသည့်အနုပညာသည်ထက်မော်စကိုနိုင်ငံ၏စီဝေးများတွင်တွေ့ခဲ့မှုသည့်ကောင်မလေးတွင်ပို့တူပါသည်အင်ဂျလီနာသည်စိတ်သက်ကြန့်ခိုင်ပြီးစိတ်သဘောကောင်းပါသည် ထို့ကြောင့်သာလျှင်ဒဏ်ရာကိုဤစုညံတောင်းကျမ်းသောဒေါသနှင့်အပျော်ပါချိုက်တဲ့ပုံတို့ကိုတမန်တော်တပါးဤတိခံမှုမျိုးဖြင့်တိခံနိုင်ခြင်းဖြစ်ပါသည်။ပကြီးဆရာတီတီတီကျိုးဖင်မန်ကူကွက်ဝါဒတို့လမ်းတီတီမှရောက်လာခဲ့ကြခြင်းဖြစ်ပါသည်။ပြီးကဆိုဖို့ကျိုးဖင်ဘက်ပကြီးဝါဒသည်အပေါ်ယံဝက်စားစင်မှုတစ်ခုမဟုတ်ပါ။သူ့အရေပြားသူ့အသားဖြစ်ပါသည်။သူ့အသွေးဟုဆိုရင်မရနိုင်ပါသည်။သူ့အဖို့ကျိုးဖင်မန်ကူကွက်ဝါဒသည်ပကြီးရေးရန်တစ်ခုမဟုတ်ပါ။တက်တနာတစ်ခုဘဝအမြင်တစ်ခုဖြစ်ပါသည်။1910ခုနှစ် နောက်ပိုင်းမှာဆရီပီကာဆိုသည်အခြားသောပကြီကားမျိုးတွေပြင်သူ့ဂျူဗစ်မန်ကူကွက်ပကြီကားလာကိုဆက်လက်ကိုးစားပြုနေသည့်ပကြီကားမျိုးကိုမရေသည့်နှစ်ဆိုရင်တနည်းမြပဲမရှိဟုကျွန်တော်ထင်ပါသည်ပကြီရဲရန်တစ်ခုကိုခေတ်ကာလပိုင်းခြားရရပါသည်ပကြီစရာတယောက်မှမူသူ့စရိတ်ကိုပြောင်းရင်မရနိုင်ပါလေးကားဖို့ဆိုရင်ဂျူဗစ်မန်ကူကွက်ပကြီဝါဒသည်ခေတ်သစ်ပြီးသူကတင်ညာမြို့ပြဝေဒနာဆက်မှုလုပ်ငန်းဆယ်ရန်တရားတို့ကိုချစ်ခင်တဲ့သောသူ့တွေ့တာမှုနဲ့ခွဲခြားရမရပါဘရာဂွိကဂျူဗစ်မန်ကူကွက်ဝါဒသည် ဗကြီးဖြစ်မိမိကိုမိမိပို၍ပြပြအောင်ဖော်ပြနိုင်ကြံကိုပေးခဲ့ကြောင်းဖြင့်ပြောခဲ့ပူပါသည်။ဒါကတော့33ခုနှစ်တွင်တရားကိုသည်26နှစ်ရှိနေပါပြီ။တို့ရရင်ရှေ့တွင်သူ့လမ်းကိုသူမမြင်နိုင်သေးပါ။ကျိုးဖြစ်မကူကဗကြီးခက်မတိုင်မီတနည်းလောက်အလိုကလေးတွင်သူ့ဒီစုလေးကောင်အားကြခဲ့ခြင်းဖြစ်ပါသည်။စုလူကနောက်တွင်သူ့သဘောကျသူမှာပီကာဆိုဖြစ်ပါသည်။ပီကာဆိုဟာနှဆိုးကိုသူ့တော်စင်ဖြစ်ပြောင်းလဲနိုင်တဲ့လူပြ။ဒါရင်မကဘူး။ဘုရားသခင်ကိုတော့ငရဲတာဖြစ်ငရဲပြီကိုပို့နိုင်သေးတယ်ဟုတရားကိုကပြောပြပါသည်။ ပီကာဆိုသည်မှန်ကူကွက်ဝါဒအကြောင်းကိုဘယ်တော့မှတရားမဟုတ်ဘူးပါသူသည်အနုပညာရှင်သဘောတရားဆိုသည်တို့ကိုရေဘူးရဖြစ်မုန်းသူတူဖြစ်ပါသည်သူကိုအတုခိုးသူတွေပေါ်လာရင်စိတ်ပြတ်တတ်ပါသည်ပီကာဆိုသည်ဒိုင်ယာဂိုကိုဘယ်တော့မှသူ့လိုပကြီးရေးရန်သွေးမဆောင်ပါသူ့ပကြီးကားများကိုသာပြတတ်ပါသည်ပီကာဆိုသည်တန့်ကျင်ကားတစ်ခုထဲတွင်စပိန်ရက်ချုပ်ပလင်းတစ်လုံးပုံဆွဲထားပါသည်ဒိုင်ယာဂို၏ပကြီးကားတစ်ကားတွင်လည်းအလားတူတန့်ကျင်ကားတစ်ကားကိုမြင်ခဲ့ပူပါသည်သူသည်ပီကာဆိုကို တုန်နေသည်ဟုဒိုင်ယာဂိုသဘောပေါက်ခဲ့ပါ နောက်နေပေါင်းများစွာကြာ၍သဘောပေါက်လာသည့်အခါတွင်သူသည်ရိုတွန်ကဖေးသို့ရှောင်လာခဲ့ပါသည်။သူသည်အတိတ်နှင့်ဆင်းရဲနေခြင်းဖြစ်ပါသည်။ကျွဗေမန်ကုကပကြီဝါဒသည်သူ့ကိုအများကြီးတင်ကြားပေးခဲ့ပါသည်။ပါရီကာလာတော်ကသူ့ပကြီကားများသည်ယခုတိုင်ကောင်းမွန်နေသေးသည်ဟုကျွန်တော်ထင်ပါသည်။ဒကာရီယန်တွင်သူသည်ပုံတူများကိုရေးပါသည်။သူသည်စပိန်စာရေးဆရာဘရာမွန်ဂိုမက်စီပုံတူတစ်ခုကိုရေးဆွဲခဲ့ရာဂိုမက်စီအယောင်သွေးတောက်ပါပေါ်နှင့်ခက်ကြောက်ကြောင်ဇဲတူကိုပေါအောင်ဆွဲနိုင်ခဲ့ပါသည်။ဂိုမက်စီပါရီတွင်ရှိစဉ်တုန်းက စက်ကပွဲကဆင်တကောင် ကြောပေါ်တွေတက်ထိုင်ပြီးမော်ဒန်ပကြီးအကြောင်းကိုဟောပြောခဲ့ပြပါသည်ဒရာကိုဒီမတ်စ်ဖို့လို့ရှင် ပပူစီယာအီဒီဘောပိတုကာအာဇီဗီရိုဤပုံတူပြားကိုလည်းရေးခဲ့ပါသေးသည်မတ်စ်ဖို့လို့ရှင်ဤပုံတူမှာစက်ကြောက်စက်တုံလေးသည့်လူကြီးတယောက်နဲ့ခေါ်ဆောင်ခေါ်ဆောင်လုပ်နေသောငှက်ကလေးတစ်ကောင်ဤပေါ်ပါရွှင်လန်းမှုမျိုးကိုပေါင်းဆက်ဖွဲ့စည်းထားသည့်ပုံတူဖြစ်ပါသည်အပြာနုနုနဲ့လိမ်မော်အောင်ဆုပ်ချက်တူတူများဖြစ်ပါသည် ျွန်တော်ကိုယ်တိုင်လည်းတရားကိုပုံတူရေးသူကိုခံပူးပါသည်ပုံဆွဲခံစဉ်စာရေးစာဖတ်လုပ်နိုင်ကြောင်းပြောပါသည်တို့ရရင်အုတ်ထုတ်ကိုတော့အဆောင်ခိုင်းထားပါသည်သူရေးသည့်ကျွန်တော်ပုံတူမှာကျိုဗစ်မန်ကူကပ်ပဂျီနီဖြင့်ရေးဆွဲထားခြင်းဖြစ်ပါသည်တို့ရရင်တော်တော်တူပါသည်ထိုပုံကိုအမေရိကန်တန်တမန်တို့ဦးကဝယ်သွားပါသည်ထိုပဂျီခါ၏နောက်ဆက်တွဲကံကြမ္မာကိုကသူလည်းမသိတော့ပါကျွန်တော်ထံတွင်မူထိုပုံတူလိုလစ်တိုဂရမ်ဖြင့်ကူးထားလိုက်သည့်ကော်ပီတစ်ခုရှိပါသည် ထောင်ခွဲ16ခုနဲ့တုန်းကကျွန်တော်ဆောင်များအတွက်သူရေးပေးထားသည့်ပကြီးကားနှစ်ကားလည်းရှိပါသည်တောက်ကိုရီယာခော့စကီကပုံနှိပ်ပြီးနောက်တော့ကိုမူလီသိုဂရက်ဖြင့်ထုတ်ဝေပါသည်တရားကိုဒီတက်ညင်ပကြီးရေးရသည်ကိုသဘောကျပါသည်တရားကိုဒီကျွန်တော်ပထမဆုံးတည်ကျွမ်းသောလက်တင်အမေရိကတိုက်တာဖြစ်ပါသည်ခပြဆရာနီရူတာကိုစပယ်ပြည်တွင်းစစ်ကာလရောက်မှသိခဲ့ခြင်းဖြစ်ပါသည်သူတို့နှစ်ယောက်တွင်တူသည့်အချက်တွေရှိပါသည်သူတို့နှုတ်စလုံးသည်ဥရောပတိုက်ဟောင်း၏အနုပညာအစင်လာအောက်တွင် ြေးပင်လာခဲ့သူများဖြစ်ပါသည်သူတို့နှစ်ယောက်စလုံးသည်မိမိတို့ကိုယ်ပိုင်မြို့သားနှုပညာကိုဖန်တီးလိုက်ကြပြီးတို့မြို့သားနှုပညာဟန်တွင်ခွန်အားရှိခြင်းအသွေးဆုံခြင်းချွေတာမှုနည်းခြင်းစသည့်ကဘာတိအချို့သောလက္ခဏာများကိုပေါင်းထည့်လိုကြပါသည်အမေရိကတိုက်သည်မိုးသည့်တာမန်မိုးပုံများနှင့်မတူပါကဘာပြက်ရေးရှမ်းသလိုအားရပါရရွာချတတ်ပါသည်တရားကိုသည်အီရော့စ်ကိုနှင့်အတူမက္ကဆီကန်ပကြီရေးဟန်ကိုတည်ထောင်ခဲ့ပါသည်သူ၏နယ်ဆေးပကြီများတွင်သူပင်ကိုကျင်းနှင့်အမေရိကဆေးလက္ခဏာများ ထင်ထင်ကြီးပေါ်နေပါသည်မူလဘုဒ္ဓတကြီးလေးပါး၏ခွန်အားနိပညာကျွေးဝမှုနှင့်ရိုးအားမှုစသည့်လက္ခဏာချက်များဖြစ်ပါသည်ကျွန်တော်သည်မိတ်ဆွေများဖြစ်လာခဲ့ကြပါသည်ကျွန်တော်သည် Road to Cafe ကအလွန်ကြုံခိုင်းဖြစ်ပါသည်ကျွန်တော်သည်ရှေ့ကျအုံမင်းသောစိတ်ညစ်သောတွေ့ကြတော့ပါရီပြင်အခြားသောပုံမှန်တဲ့ကိုရှောင်သည့်အခြားသောကမ္ဘာလောကများအခြားသောဘုံများရှိကြောင်းကိုလည်းကျွန်တော်တို့သိခဲ့ကြပါသည်တရားကိုကမက္ကဆီကိုအကြောင်းကိုပြောပြပြီးကျွန်တော်ကရုရှားပြည်အကြောင်းပြောပြပါသည် သူသည်စစ်မဖြစ်မီကလေးကကားမက်ဆဲမြောက်ကိုဖက်ဖူးတော်လဲတောင်အမေရိကတိုက်ကစပါတာလိုပျောက်ကြားတွေကိုသူ့ဘိုးရီသဘောကျပါသည်မက္ကစီကန်တို့ချောင်းသားများဤကလေးဆန်တော်မင်းမဲဝါရသည်သူ့ကိုဆွဲဆောင်ပါသည်ကျွန်တော်ဖို့ထိုးအချိန်ကအရာအားလုံးရော့ရှက်ရှုပ်ထွေးနေပါသည်ဖော်ရှိဖြစ်အစည်းအဝေးများနဲ့မိုခရိုယီရင်ရောက်နေသည့်မစ်ဒရာလီယွန်ဘလွိုင်းဝတ္ထုများတစ်ဆယ်ရာစုနှစ်ကတာဒနာအာဇာနီအီတလီဖုံးတော်ကြီးဆာဗိုနာရိုလာဒီကဆွေဤဝမ်းပိုက်ပေါက်ပြီးဥဟောင်းလောင်းဖြစ်နေသည့်တယောများ စီချောနေသည့်ပြင်သစ်ဘူဇာလူရန်စာတို့၏ဘဝကိုမုန်းတီးမှုနှင့်ပြင်သစ်လူမျိုးတို့၏ရဲလက္ခဏာကိုချစ်ခင်ခြင်းရုရှားပြည်ကြီးအထုမရှင်လုပ်ငန်းနှင့်ပျက်စီးမှုကိုတောင်းတနေသောစိတ်စနေဟောင်းကြီးပျက်စီးလိုသောစန္ဒာတို့သည်ကျွန်တော်ရင်ထဲတွင်ရောထွေးနေကြသည်ဒိုင်ယာကိုနှင့်ကျွန်တော်တို့သည်တရက်ကိုတရက်နားလေကြသည်ရိုဒွန်ကဖေးသည်ပြည်ပြေးတို့၏ကမ္ဘာလောကဖြစ်သည်တို့ရရင်သူနှင့်ကျွန်တော်တို့ကမှပြည်ပြေးတဲ့ကပြည်ပြေးတွေဖြစ်နေကြသည်ဟုကျွန်တော်ထင်ပါသည်ဒိုင်ယာကိုရီဗီယာသည် ဆာဗင်ကောင်းနဲ့မကြာခဏတွေ့တတ်ပါသည်သူ၏တဘာဝကြသောလူဘဝကိုချစ်ခင်မှုသည် လောကကြီးကိုလောင်ပြောင်တယောသည့်အမြင်မျိုးမရအောင်အာမခံပေးတကားတကယ်တို့ရှိပါသည်နေစားကြီးဝင်းကြီးတွေကအရှုံးပေးရလောက်ဆိုလာအုတ်ထုတ်မြင့်မြင့်ကြီးကိုစောင်းပြီးတသက်ရဲ့ဝဆင်ထားတဲ့သည့်ဆာဗင်ကောင်း၏အတွေ့အကြုံယူဆများကိုသဘောကျပါသည်ထောင်ဝက်၁၈ခုနှစ်ဆန်းစတညက်နေကိုကျွန်တော်တတိယနေပါသည်ဒရာဂိုရီဗီယာသည်ဆာဗင်ကောင်းဗိုလူရှင်းလုံးနဲ့တူစပွဲတစ်လုံးနဲ့ထိုင်နေပါသည် ျွန်တော်ကမိုဒီလီယာနီကိုဝံပြမယ်မာခော့တို့နဲ့အတူအနည်းရှိဇပွဲတလုံးလာဘစ်စကီနဲ့လေးကားတို့ကလည်းအနည်းရှိဇပွဲတလုံးနဲ့ထိုင်နေကြပါသည်တို့နှစ်ယောက်မှာဆရာထက်တန်စွာငင်းခုန်နေကြပါသည်ကဖေးမှာဆယ်နာရီနေပိတ်မိဖြစ်သဖြင့်မိုဒီကသူ့အိမ်တို့လိုက်လာရင်ကျွန်တော်တို့ကိုခေါ်ပါသည်စစ်အနာဂတ်နဲ့အမှုပညာတို့အကြောင်းကျွန်တော်တို့တွေဟိုရောက်ဒီရောက်ပြောခဲ့ကြပုံကိုကျွန်တော်ကောင်းကောင်းသတိရနေပါသေးသည်ဘာကြောင့်မှတ်တော့မသိပါဒုစကားမျိုးကိုကျွန်တော်အချင်းချုပ်ပြီးပြောပြပါမည် အချို့သောစကားလုံးများမှာအခြားနေရာအခြားအချိန်တစ်ချိန်တွင်ပြောသောစကားလုံးများဖြစ်ခြင်းဖြစ်ပါလိမ့်မည်။တို့ရရင်ကျွန်တော်အတွေ့များမှာယခုဖော်ပြထားသည့်အတိုင်းပဲဖြစ်ပါသည်။လေကကစစ်ကြီးကတော့မကြခင်ပြီးတော့မယ်။စစ်သားတွေကစစ်ကိုစက်မတိုက်ခြင်းကြတော့ဘူး။ဂျာမန်တွေကိုယ်တိုင်လည်းဒီစစ်ဟာအတိတ်ပဲမရှိဘူးဆိုတာသဘောပေါက်လာကြမှာပဲ။ဂျာမန်တွေကတွေးခေါ်စဉ်းစားရမှာနှေးပေမယ့်ဒီအတိုင်းပဲသဘောပေါက်ကြမှာသိကြတယ်။စစ်ကြောင့်ပျက်စီးသွားတဲ့နေရာတွေတိုင်းပြည်တွေကိုပြန်ထူထောင်ဖို့လိုလာလိမ့်မယ်။ နိုင်ငံရေးသမားတွေကတော့အဝေးကိုလွင့်ဆင်သွားမှာပဲသူတို့ကပျက်စီးနေပြီလေသူတို့နေရာကိုအင်ဂျင်နီယာတွေအတက်ပညာရှင်တွေကအစားထိုးလိမ့်မယ်အလုပ်သမားတွေလည်းပါတာပေါ့ဟုတ်တယ်ရေနွားကတိတ်တော်တဲ့အမှုပညာရှင်တယောက်ပဲဒါပေမဲ့သူကကျွန်တော်တို့ခင်မှာအသက်ရှင်နေတယ်ဆိုတဲ့အချက်ကတော့ယုံဖို့တော်တော်ခက်တယ်ခြေစမ်းပါအောင်ဗျာတင်ကားတွေနဲ့ရေနွားအမှုပညာရှင်ရဲ့ဇန်ဟာဘယ်ကလာတဲ့တယ်လဲသိပ္ပံပညာတို့စက်မှုနည်းပညာတို့အလုပ်တို့ကလာတဲ့တာပေါ့အားကစားလည်းပါတာပေါ့ဖော်လို့ရှင်က လူထုတွေအတွက်ဒီလောက်ကလေးနဲ့မလုံလောက်သေးဘူးဗျ။ဥရောပကိုအမေရိကအဖြစ်ကြောင်းပြစ်လို့ရမှာလား။ဆရာပီကာဒီနယ်ကယာမီတွေကိုတိုက်စားတော့ရောမကဘူး။လူနှလုံးသားကိုလည်းတိုက်စားသွားခဲ့တယ်ဗျ။ဟော့ကနိုင်ငံတော်ကိုလီဗီဒီယန်လို့ခေါ်ခဲ့တယ်။လူတွေဟာအော်တိုမက်တစ်ကြားတွေဖြစ်သွားနိုင်တယ်။သူတို့ကတားခေါင်စားခဲ့ဘူးပြီ။အရသာတွေ့သွားပြီ။ကျွန်တော်ကတော့ဆယ်ရန်နေရာတွေထက်လေးကားရဲ့ပကြီကင်ဖက်တွေကိုပဲလိုချင်တယ်။တမဲ့တရိတ်ဆန်တွေရဲ့ကြုံမဖြစ်ချင်ဘူးဗျ။မော်ဒီလီယန်ကြီးက ခင်ဗျားတို့ဟာတော်တော်မသိဆိုရတဲ့လူတွေမိတ်ဆွေကြီးခင်ဗျားကြက်ရရွေးပါလို့ခင်ဗျားတို့လာပြောနေမယ်ထင်သလားခင်ဗျားတို့ကတော်တော်ရည်ရတဲ့လူတွေဗျာဒီနေ့ရွေးချယ်ပိုင်ခွင့်ရှိတဲ့လူတွေဟာကိုယ့်ကိုယ်ဒဏ်ရာရအောင်လုပ်တဲ့လူတွေဗျာဒါကြောင့်ဒီလိုလူတွေကိုပြစ်တတ်ရမယ်စစ်ကြည့်ပြီးတော့ရင်အဲ့ဒီလူတွေကိုထောင်ထဲထည့်ပြရမယ်အကြမ်းမြင်စရာ Nostradamus ပြောတာမှန်တယ်လူတွေကိုထောင်ဝယ်စားတွေဝတ်ပေးရမယ်ပညာရှင်းဆိုတဲ့လူတွေကိုလည်းကိုယ်ရကရဘောင်းပြီးစင်းတွေအကြအကွက်တွေဝတ်ခံရမယ်လေခါက မဟုတ်ပါဘူးလူတွေကပြောင်းလဲနေပါပြီနှိုးကျနေပါပြီလာပင်စကီကဟုတ်တယ်အရင်ရှင်စနစ်ကနောက်ထပ်ပါကိုမှဖန်တီးနိုင်စွမ်းမရှိတော့ဘဲဖြက်စီးရုံပဲတက်နိုင်တော့တယ်ဆိုတာမှန်တယ်ထိုင်မဲ့အသည့်စိတ်ကတော့နှိုးကျနေပြီဗျကျွန်တော်တို့ကရေးကြီးတဲ့ဆုံးဖြတ်ချက်ကြီးတွေကိုချရတော့မယ်ဘဲကစမလဲတော့မသိဘူးပါရီကလားဂရုချင်းတွေကလားစိန့်ပီတာစဘက်ကလားဆာဗင်ကောအသည့်စိတ်ဆိုတာဒန်နာရီတဲ့ရဲ့စကားပါဗျာဂျာမနီမှာဆိုရှယ်လစ်တွေအများကြီးပဲ ဒါပေမဲ့တိုးတက်ရေးဆိုတဲ့စကားကိုလည်းကြားလိုက်ရောရှောင်ပြေးကြတာကြီးပါပဲရှေ့လျှောက်ဒီထက်ဒီစိုးဖို့ပဲရှိတယ်လာဗင်စကီကအစိုးကကြင်ရိုက်ခဲ့ပြီဗျာဆိုရှယ်လစ်တွေကတော့မော်ဒီလီယန်တွေကဆိုရှယ်လစ်ဆိုတာဘယ်လိုလူမျိုးတွေလဲခင်ဗျားတို့သိရလားခေါင်းပြောင်ပြောင်နဲ့ကြက်တူရွေးတွေဗျကျွန်တော်အကူကိုဒီလိုပဲပြောလိုက်တယ်စိတ်တော့မရှိကြပါနဲ့ဗျာဆိုရှယ်လစ်တွေကကျွန်တော်တို့တွေထက်တော့တော်ပါတယ်ဒါပေမဲ့ခင်ဗျားတို့နားမလည်ဘူးဗျာကြည့်လေသောမတ်စ်ကဝင်ကြီးဖြစ်သွားပြီမိုဆိုလိုနီနဲ့ကာရူရာ ပြည်သူဆိုရှယ်လေးခေါင်းဆောင်ကြမှာဘာများခြားနာတယ်လေလေကဘတ်တို့လှိတ်ခမရကဘာကြီးကိုစီယုံချင်တယ်စူစီးချင်တယ်ဟုတ်လားဒါပေမဲ့ကဘာကြီးကိုပေးတယ်နဲ့တိုင်းလို့မရဘူးဗျလူတွေရှိတယ်လူတွေလေကကအရင်တော့ကလည်းပကြီးကျော်တွေရှိခဲ့တာပဲကျွန်တော်တို့မှအမြင်သိနဲ့ကြည့်ဖို့လိုတယ်အမှုပညာဟာခက်တဲ့ကဘာကြီးရဲ့ဘာသာစကားကိုရှာတွေ့သွားရင်အရှိတဲမှာပဲဒယာကုတ်ကပါရီမှာဘသူမှအမှုပညာကိုလိုချင်တဲ့လူမရှိဘူးပါရီဟာတေတော့မယ်အမှုပညာဟာလည်းတေတော့မယ် စပါတာရဲ့ပျောက်ကြားတက်တွေဟာသူတို့တသက်မှာဆယ်ရန်တရားတွေကိုတကားမှမမြင်ဘူးကြဘူး။ထိုင်မဲ့သူတို့ဟာဖွန်ကာရီတက်အစတရားလောက်ခက်မိတယ်။ကျွန်တော်တို့အမှုပညာတွေကိုသွားပြိုင်သူတို့နားလည်မှာတေးကြတယ်။ဂေါတစ်ဘုရားရှိခိုးကြောင်းနေနဲ့ SD ရုပ်ထုတွေကိုဘယ်သူတွေတိဆောက်ခဲ့ကြသလဲ။လူတွေဗျလူတွေလူတွေကလူတွေအတွက်တိဆောက်ခဲ့ကြတာ။အီးယားခမရကတော့အစိုးမြင်သမားတယောက်။ခမရကတိတ်ရင်ကြီးတော့အစိုးပဲမြင်နေတာ။အမှုပညာဟာရိုင်းဆိုင်မှုနည်းနည်းပါးပါးကိုတော့မြှို့ချမယ်။လူမဲရုပ်ထုဆရာပီကာဆိုကိုကယ်ခဲ့တယ်။ ်ခမားဆိုရင်မကြခင်ကွန်ဂိုတို့ပီရူတို့ကိုသွားတော့မယ်ရိုင်းဆိုင်တဲ့ဂိုင်းတစ်ခုရှေ့ဖို့လိုတယ်ဗျကျွန်တော်ကကျွန်တော်မှရိုင်းဆိုင်မှုတွေများလာပါပြီဗျာတော်တော့ပါပြီအသက်ဆန်းတွေကိုလည်းမလိုချင်တော့ပါဘူးကွန်ဂိုတို့ဘယ်တို့ကိုလဲဘယ်သူသွားအောင်မလဲဆက်တလင်းလားဖိုလိုရှင်လားနောက်ထပ်ကြပြတွေရေးဖို့သွားမှာလားကျွန်တော်လိုနေတာကကောင်းမြတ်ခြင်းဗျကာရွန်ဆက်ပြကြောင်ကြောင်ကျွန်တော်မြင်တော့ဆက်ပြဘူပေါင်းတွေဝိုင်းရံနေတဲ့ခလေးလေးဟာတန်ရှင်းပြီးကောင်းနေတယ်ဟန်ရင်ဘတ်တို့ဖုန်ကာရီတို့တွေ ကလေးဖြစ်ခဲ့တယ်ဆိုတာမယုံနိုင်စရာပဲဒါရကူကခမရဥရောပတိုက်တာဖြစ်တာကန်ဆိုးတာပဲဥရောပကဖုတ်လိုက်ဖုတ်လိုက်ဖြစ်နေပြီဗျအသက်ငင်းနေပြီအမေရိကန်တွေလာတော့မယ်အာရှတိုက်တာတွေလာတော့မယ်အာဖရိကတိုက်တာတွေလာတော့မယ်ဇာဖင်းကအမေရိကန်တွေကမကြခင်စစ်ကြင်ညာတော့မယ်ထင်တယ်အာရှတိုက်တာဆိုတာဘသူတွေလဲဂျပန်တွေလားဒါရကူကဟုတ်တယ်ဒါရကူရီဗီယာရဲ့မျိုးလုံးများဒီရုတ်တရက်မှိတ်သွားကြပါတယ် ျွန်တော်နဲ့မော်ဒီလီယာနီတို့နှစ်ယောက်သာအထိပ္ပယ်ကိုသိကြတယ်။လာဗစ်စကီမှာလေးကားကိုစကားတွေတတင်တင်ပြောနေစေဖြစ်ပါတယ်။ဖိုလိုရှင်မှာဒိုင်ယာကိုအခြေအနေကိုမသိသေးပဲစကားတွေပြောနေစေဖြစ်ပါတယ်။မော်ဒီနဲ့ကျွန်တော်တို့ဒီတကားပေါက်စီတို့ခတ်တုတ်တုတ်ထွက်လာခဲ့ကြတယ်။ဒိုင်ယာကိုဒီချက်ချင်းထားရက်လိုက်ကမင်္ဂလာနေ့ပါနော်ခမည်းမယုံဘူးလားခမည်းကိုမြေကြီးထဲမြှုပ်ပြစ်မယ်ဟုဆိုကဖိုလိုရှင်ဘက်သို့လှည့်ပြီးကောက်မလိုက်တယ်။ယုံနိုင်စရာပဲမရှိဖိုလိုရှင်မှာအနည်းဆုံး16စတုံလောက်ရှိပါသည်။ဒိုင်ယာကိုကတက်တယ်နေ တက်တက်ခေါင်းကိုအရင်မြုပ်မယ်ခမရောအတုပကောင်းကောင်းချပေးမယ်ဟုကြောက်စရာတန်ကြီးဖြင့်ပြောနေပါလေ1918ခုနှစ်တွင်ရီဗီယာသည်မာရီနာကိုအသေးလေးကြိုက်နေပါသည်သူတို့နှစ်ယောက်မှာဆယ်ချင်းတော်တူပါသည်နှစ်ယောက်စလုံးစိတ်ဆက်ဆက်ကလေးဆန်ဆန်သွေးပူပူတွေဖြစ်ပါသည်နောက်နေ့အကြရင်မာရီနာရဲ့မာရီကာဆိုသည့်တမီးကလေးတစ်ယောက်မွေးပါသည်မချသေးမီကမာရီနာကိုလက်လက်နဲ့တွေးခဲ့ပါသည်သူသည်ပကြီးရေးနေပါသည် ကိုဟန်လည်းပြပြီးအာဒီအခါတွင်လည်း သူ့အမှတ်တရအမှတ်တမ်းကိုရေးနေပါသည်တမိမာရီကမှာဒယန်ဂိုရီဗီယာနဲ့ဂျော်ဒူပါသည်ကချစ်တဲ့ရုပ်ဖြစ်ပါသည်သူ့ပုံတရံမှာမက်ဆီကန်နဲ့တူပြီးသူ့မူရင်းဘာသာစကားမှာပြင်သစ်ဖြစ်ပါသည်သူ့ယောက်ျားမှာအင်္ဂလိပ်တယောက်ဖြစ်ပြီးသူမသည်ရုရှားကာဗျာတူဖြစ်သည်ဟုပြောတတ်ပါသည်ထောင်ကွန်း21ခုနှစ်နွေဦးပေါက်ပါရီတို့ပြန်ရောက်လာသည့်အခါကျွန်တော်ဒီဒယန်ဂိုရီဗီယာကိုချက်ချင်းတော့တွေ့ပါသည်။သူဒီခါတိုင်းပကြီးစတူဒီယိုကလေးမှာပဲနေနေပါသည်။ထိုစဉ်ကသူမရှိပါဘူး။ အီတလီကိုသွားပြီးဂျီအိုတိုနဲ့ဆာဆယ်လိုကနိုင်ရန်ဆေးရေးပကြီးများကိုသွားကြည့်နေပါသည်။သူဒီပကြီးကားတော်တော်များများကိုဆွဲနေပါသည်။ယင်းတို့မှာသူခေတ်ကာလသည့်ပထမဆုံးသောပကြီးကားများဖြစ်ပါသည်။သူဒီအော်တိုဘတ်ဒလန်၏အကြောင်းကိုစိတ်ဝင်စားနေပါသည်။သူဒီမက္ကဆီကိုသို့ပြင်ရန်စိတ်ကူးနေပါသည်။များမကြမီသူနိုင်ငံရှိအစိုးရအဆောက်အအုံနိုင်ငံများကိုသူ၏ကြီးကျယ်ခမ်းနားသောနိုင်ငံဆေးရေးပကြီးများဖြင့်ဖြစ်နေပါသည်။ကျွန်တော်ဒီသူအကြောင်းကိုဖတ်ရပါသည်။သူရေးသည့်နိုင်ငံဆေးရေးပကြီးကားပုံသူများကိုမဂ္ဂဇင်းများတွင်တွေ့ရပါသည်။ တို့ရရင်လူချင်းမတွေ့ဖြစ်ပါ1928ခုနှစ်တွင်သူမော်စကိုသို့သွားပါသည်သူကကျွန်တော်ရှိရာပါရီကိုဖျက်ယုံတာဖြစ်သွားသည်ဖြင့်မတွေ့လည်ကြရပါတနေ့တွင်သူဇနီးဟောင်းတစ်ယောက်ဖြစ်သည့်လှပါသောမက္ကဆီကန်အမျိုးသမီးဖြစ်သူဂွာဒီလိုမာရင်ကျွန်တော်စီသို့ရောက်လာပါသည်တရားကိုရီဗီယာ၏ခက်ဆော့ဆော့ပိုင်းကပကြီကားများကိုပါရီတွင်လာရှာခြင်းဖြစ်ပါသည်တရားကိုရီဗီယာသည်နာမည်ကြီးလာပါသည်သူတွေတီများကသူ့အနုပညာနှင့်ပတ်သက်၍စာတမ်းတွေရေးကြသည်သူကိုအမေရိကန်ပြည်ထောင်စုကဖိတ်ခေါ်ပြီးရှင်အေဂရစ်တပတ်ဖြစ်သော အက်ဆဲဖိုကြီးပုံကိုဆွဲရတယ်။ရော့ကဖဲလာကနိုင်ရန်ဆေးပကြီးတွေအပ်တယ်။ရီဗီယာကလူမှုတိုက်ပွဲများ၊ချွေကင်းပုံများနဲ့လီနေကြီးပုံကိုရေးပေးတယ်။ရှေလျားစွာငင်းခုံဖြစ်ကြပြီးနောက်နိုင်ရန်ဆေးပကြီးများကိုဖျက်ပစ်လိုက်ရတယ်။1958ခုနှစ်တုန်းကစတော့ဟုံးတွင်ကျွန်တော်သည်မက္ကစီကန်ဥပညာပြပွဲကြီးတစ်ခုကိုတွားကြည့်ခဲ့ပါသည်။ရှေကဲအက်စတက်ဗပုရုပ်ထုကြီးများကိုကျွန်တော်များစွာသဘောကျပါသည်။အိန္ဒိယနဲ့တရုတ်ပြည်မှရှေးအောင်ရုပ်ထုများကိုတရီရမိပါသည်။ရင်ကျိမှု၏လမ်းကြောင်းကိုကြည့်၍ကျွန်တော်တန်တော်ဖြစ်ရပါသည်။ အက်စတက်ရုပ်ထုများသည်ရှေးအောင်ဝါဒနှင့်အထိမ့်မှန်သဘောဖြစ်မှဘာရုခ်လပါတဲ့သို့ချက်ချင်းကုပြောင်းသွားကြပါသည်ထို့နောက်ကျွန်တော်သည်ဒုတိယအထက်သို့တက်လာပြီးတရားကိုရီဗီယာ၏ပကြီကားများကိုကြည့်ပါသည်ထောက်တင်ပကြီကားများမှာရုပ်စုံရုပ်ပြသဘောဆံပါသည်နိုင်ရန်ပကြီများကိုထပ်တူကူးယူထားသည့်ကော်ပီပုံတူများလည်းရှိပါသည်တို့ရရင်ထို့အရာများသည်ကျွန်တော်ကိုဆွဲဆောင်ခြင်းကမတတ်နိုင်ပါကျွန်တော်၏မြေတီခန်းစားချက်ကိုမျှနှိုးဆော်မပေးပါကျွန်တော်နားမလည်သောကြောင့်လည်းဖြစ်နိုင်ပါသည် ဂေါတဘုရားရှိခိုးเจ้าများမှမဟုတ်ဦးများသည်ကျောက်တုံးများဖြင့်ရေးသားထားသောခိဆွေဆောင်ကျမ်းများဖြစ်ပါသည်။တို့ရရင်ရင်းတို့မှာလူတွေအရေးဖက်မတက်မီကထုံးကားခဲ့သောအနုပညာဖြစ်ပါသည်။တရားကိုရီဗီယာ၏နယ်ဆေးပကြီများမှာမက္ကစီကန်ဒေါ်လာရေးတမိုင်းနှင့်ပတ်သက်သောဇာတ်လမ်းများဖြစ်ပါသည်။ကြောက်ကြီးယောဂကာကွယ်ဆေးထိုးနေပုံလည်းပါပါသည်။ကဘာတစ်ဘောဂဗေဒါကိုဖော်ပြနေသည့်ရှုခင်းတွေလည်းပါပါသည်။တို့သည်အီတလီပကြီကျော်တို့ကပေးလိုက်သည့်သင်ကန်းစာကိုမမေ့ပါ။တို့၏မက္ကစီကန်အမျိုးသမီးများသည် Florence နယ်ကအမျိုးသမီးများလို့ပင်တွေးတတ်ကြကကြအိတ်ကြပါသည်တို့သည်အမျိုးသားအစလာကို modern နုပညာဖြင့်ပေါင်းဆက်လို့သည်ဖြစ်ပါသည်အိန္ဒိယနှင့်ဂျပန်ပကြီးဆရာများသည်လည်းထိုအတိုင်းပင်စမ်းသပ်ကြည့်ခဲ့ကြဘူးပါသည်ကျွန်တော်သည်သူပကြီးကားများကိုကြည့်ရင်ရုရှားပကြီးဆရာများနှင့်ပတ်သက်၍သူပြစ်တင်ဝေဖန်ခဲ့သည့်စကားတစ်ခုကိုတော့အမှတ်ရပါသည်ဆိုဗီယက်ပကြီးဆရာတွေကဘာဖြစ်လို့ခြေလက်နုပညာကိုဥပိ္ပခါပြုထားကြသလဲယွန်းတက်တာတွေကိုဘာဖြစ်လို့ဥပိ္ပခါပြုထားကြသလဲဒိုင်ယာဂိုရီဗီယာတာ ရုရှားလူမျိုးတယောက်ဖြစ်သည်ဆိုရင်စောစောပိုင်း review လက်ရာတွေကို flag အမှုပညာရုရှားကြည်လက်အမှုပညာနဲ့ပေါင်းဆက်ကြည့်မိလိမ့်မည်ထင်ပါသည်။တို့ရရင်ရဲမှကျွန်တော်အမှုပညာအမည်ဖြစ်ပါသည်။ခင်နောက်ကြခြင်းနဲ့ကြနိုင်ပါလိမ့်မည်။ကျွန်တော်ပြောလိမ့်ဒီမှာ review ဒီကျွန်တော်တို့ဤခက်ခဲသောအမှုပညာပြဿနာတစ်ခုကိုဖြေရှင်းခဲ့သည်ဆိုသည့်အချက်ဖြစ်ပါသည်။ရင်းမှာမယံဆေးရဲ့အမှုပညာကိုဖန်တီးခြင်းဖြစ်ပါသည်။တသက်လုံးလူသူများပေါ်တွင်သက်သာရှိသွားခဲ့ပါသည်။တို့ဒီမက္ကစီကန်ကွန်မြူနတီများနဲ့အချိန်ပေါင်းများစွာရင်ဖြစ်ပြီးပြန်၍တည်မြဲသွားပြန်ပါသည်။ တို့ရရင်1939ခုနှစ်မှာသူကွယ်လွန်ချိန်အထိလီနင်ကိုမူသူ့ဆရာဖြစ်သဘောထားသွားခဲ့ပါသည်။သူဒီကမ္ဘာငြိမ်းချမ်းရေးကွန်ကရစ်အစည်းအဝေးသို့တက်ရန်ဗီယက်နာသို့ရောက်လာခဲ့ပါသည်။ယင်းမှာ1952ခုနှစ်ကဖြစ်ပါသည်။မက္ကဆီကန်ပကြီးပြပွဲတွင်ထာမရိုအီပကြီးကားများကိုအကြိုက်ဆုံးဟုကျွန်တော်ကပြောပါသည်။တရားကိုရီဗီယာဒီစိတ်ဆိုးကကျွန်တော်ကိုပုံတံဝါထားသမဟုပြောပါသည်။နှစ်ပေါင်း30ကျွဲกว่าပြီနော်မိတ်ဆွေချင်းတွေ့ကြရမည်စားဒေါက်တင်ပကြီးနှင့်နိုင်ရဲဆေးရပကြီးတို့နှင့်ပတ်သက်၍ညင်းငွေဖွယ်အငင်းပွားကြပါသည်။ ထို့နောက်သူသည်မော်စကိုသို့ဆေးကုရန်ရောက်လာခဲ့ပြီးကျွန်တော်ကိုလာတွေ့ပါသည်ကျွန်တော်သည်ရှေးအောင်နှောင်းဖြစ်များကိုပြောရင်းညနေများကိုကုံဆုံးစေခဲ့ပါသည်အထုပ်ပိုးတွေကိုပြင်ဆင်ထုတ်ပိုးပြီးနောက်ဝေးလံသောခရီးရှိခြေတခုကိုတွားကန်ပြီးလူတွေလိုကျွန်တော်တို့စကားပြောနေကြပါသည်သူရင်ရှိသည့်ခလေးဆန်မှုပွင့်လင်းမှုလှိုက်လဲမှုစသည့်တခါကကျွန်တော်ကိုဆေးလုရှောင်းအောင်လုပ်ခဲ့သောယာရုသည်ထိုးနေညနေကမျက်နှာပြင်ပေါ်သို့ပေါ်လာကြပါသည်ထို့နောက်ကျွန်တော်တို့မတွေ့ကြတော့ပါသူသည်အခန်းတစ်ခုထဲသို့ဝင်ရောက်ဝင်လာသူတူမဟုတ်ပဲ အခန်းကြီးတစ်ခုလုံးကိုချက်ချင်းပြေးသွားလောက်တက်သူမျိုးဖြစ်ပါသည်ကျွန်တော်တို့ခေကြီးသည်လူတော်များများပေါ်တွင်ဖီအားတွေပေးပြီးဘေးသို့လွင့်တော်လောက်တက်သည့်ခေကြီးဖြစ်ပါသည်တို့ရရင်တယန်ကိုရီဗီယာသည်ဘယ်တော့မှအရှုံးမပေးပါခေကြီးကသာလျှင်သူ့ကိုနေရာပေးသွားခြင်းဖြစ်ပါသည်အခန်း26ပြပါပြီနားဆင်ပေးခဲ့တဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ခင်ဗျာအခုလိုဆောင်းလေးတွေကိုနားထောင်ခြင်းနဲ့ဆိုတော့ကျွန်တော်တို့ channel လေးကိုလည်း subscribe လုပ်သွားဖို့ဖိတ်ခေါ်ချင်ပါတယ်